ယူကရိန်းကိုအချိန်တို့တွင်မှနှီးကုန်းချုပ်ပေးဖို့မိမိမှအင်အားရှိကြောင်းပူတင်ကအချိန်ချုပ်ပြောလိုက်ပါတယ်။နျူကလ িয়ার လက်နက်ထုတ်သုံးစရာမလိုဘူးလို့မျှော်လင့်ထားပေမဲ့ယူကရိန်းကိုကျူးကျော်စစ်ကိုကြိုးကြောင်းစီရော်စွာနှီးကုန်းချုပ်ဖို့မိမိမှလုံလောက်တဲ့အင်အားနဲ့အရင်းမြစ်တွေရှိတယ်လို့ရုရှားသမ္မတပူတင်က ပြောပါတယ်။ပူတင်ဟာ2022ဖေဖော်ဝါရီလမှာ ယူကရိန်းကိုထောင်ချီတဲ့ရုရှားတပ်ဖွဲ့တွေကိုဆေလွတ်ဖို့အမိန့်ပေးခဲ့တာဖြစ်ပါလေ။အဲဒီနောက်မှာဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပတိုက်မှာအကြီးမားဆုံးမြေပြင်ပြည်ပကဖြစ်ပေါ်စေခဲ့ပြီးစစ်အေးတိုက်ပွဲနောက်ပိုင်းမော်စကိုနဲ့နောက်အော်စတြေးလျကြားအကြီးမားဆုံးထိပ်တိုက်ရင်ဆိုင်မှုကစတင်ခဲ့ပါလေ။တပ်ဖွဲ့ဝင်များနဲ့ချီပြီးတေဆုံးတန်ရခဲ့တာကြောင့်အမေရိကန်သမ္မတထရန့်ကမိမိတို့အစိုးရအဖွဲ့အနေနဲ့အမေရိကန်နဲ့ရုရှားကြားယူကရိန်းပြည်ပေါ်မှာတိုက်ခိုက်ကြတဲ့ proxy war ဖြစ်မှာ တွေးထွက်တန်ယိုရှိနေတာကိုအဆုံးသတ်ဖို့လိုကြောင်းထစ်တလဲလဲပြောပါတယ်။ဒါအပြင်ပူတင်ဘက်ကစစ်ကိုဆက်တက်နေတဲ့အတွက်စိတ်ပြတ်မိတယ်လို့သူကပြောခဲ့ပါတယ်။ပိုဆိုးသွားတာကပေါင်38တန်တန်ကြီးရှိတဲ့ Russia Fighter ဂျက်လေယာဉ်ဟာပင်လယ်ထဲမှာ Ukraine ရဲ့လူမဲ့ sea drone ရဲ့ပစ်ချခြင်းကိုခံလိုက်ရတာပါ။ကမ္ဘာသမိုင်းမှာဒါဟာပထမဆုံးအကြိမ်ဖြစ်ယူကရိန်းရဲ့ဒုံးကျည်တပ်ဆင်ထားတဲ့နေပညာသစ် sea drone မှာ ပင်လယ်နက်ပေါ်မှာပြန်တန်းနေတဲ့ပေါင်38တန်းတန်ကြီးရှိတဲ့သမောက်ပူတရန် SU-30 စစ်ဖိုက်တာဂျက်လေယာဉ်ကိုပစ်ချနိုင်ခဲ့တာဖြစ်ပါတယ်။စစ်လေယာဉ်တစ်စီးကို C-drone မှာပစ်ချနိုင်ခြင်းဟာကမ္ဘာပေါ်မှာပထမဆုံးအကြိမ်ဖြစ်လို့ Ukraine စစ်ထောင်တိုင်းအေဂျင်စီကမှတ်တမ်းယူထားတဲ့ဓာတ်ပုံနဲ့ရုပ်သံတွေထုတ်ပြန်ပြသပြီးအောင်ပွဲခံခဲ့ကြပါတယ်။ဒီစစ်စင်ရေးကို Ukraine ရဲ့ Group 13တစ်ဖွဲ့ကမေ2မှာအောင်မြင်စွာလုပ်ဆောင်ခဲ့တဲ့ဆိုပါတယ်။အတုံးပြုခဲ့တဲ့ဒုံးကျည်တဲ့စီဒရုန်းဟာမာဂူရာ B5 ဖြစ်ပြီးရုရှားရဲ့အဓိကစိတ်ကမ်းရှိရာ နိုဗရာစီရဲ့အနီးပင်လယ်နက်ထဲမှာပစ်ချခဲ့ခြင်းဖြစ်ပါတယ်။ဒါရိုက်ထိမနေတဲ့ရုရှားရဲ့ SU-30 Fighter ဂျက်လက်ဟံမီးလောင်ပေါက်ကွဲပြီးအစိမ့်စိမ့်အမှမွားဖြစ်သွားတာတွေ့ရပါတယ်။ဒီပင်လယ်တွင်းစစ်ပွဲဟာခေတ်တစ်ခုစီကိုရောက်လာပြီးလို့ယူကရိန်းကဝန်ကြီးဌာနကကုန်ယူစွာကြေညာပါတယ်။လရင်ပေါ်လိုက်ပါလာတဲ့ပိုင်းလောက်နှုံးလောက်ကတော့လေဒီနဲ့ခုံထွက်ပြီးအရက်သားသင်းမောသားများကကယ်တင်တဲ့အတွက်လုံမြောက်ခဲ့ပေမဲ့ လူမပါတဲ့စီဒရုန်းကြောင့်ပူတင်အားထားရတဲ့အစင်းမြင့်တန်ကြီးကြီး SU-30 ဂျက်လီယင်ကြီးကတော့ပင်လယ်တွင်အစိမ့်စိမ့်မှမှပျက်စီးသွားပါတယ်ပြီးခဲ့တဲ့ဒီဇင်ဘာလကလည်း Macrovi 5 Cdrone ဟာပေါင်12တန်တန်ကြီးရှိတဲ့ Russia ရဲ့ MA ရဟင်ကိုပြစ်ချနိုင်ခဲ့တယ်လို့သိရပါတယ်။